သခင်ရဲ့ကြွေမွေးခြင်းထဲမှာတကယ်ပဲမွေးလျော်ဝမ်းမြောက်ရပါတယ်လို့တယောက်ချင်းစီတိုင်းเนาะဝီစုဆိုတာကတော့ခရစ်တော်ကိုတော်တိုင်ပဲဖြစ်ပါတယ်သူကြွေမွေးခြင်းထဲမှာကျွန်တော်တို့တယောက်ချင်းစီတိုင်းရတဲ့ဝီစုတွေကိုစာတုံးရတဲ့တတကယ်ပဲမွေးလျော်ဝမ်းမြောက်ရတယ်ကျွန်တော်လည်းရတဲ့အရာလေးကိုအနည်းငယ်เนาะပါဝင်စီစဉ်လို့တယ်ဒီနေ့ညနေမှာတော့ตาအတွက်တို့သမီးတဲ့ตาဆိုတာက ခရစ်တော်ကိုပြောတယ်လीเนาะခရစ်တော်အခုဒီမှာကတော့ကျွန်တော်တို့ဘဒူနဲ့ရှင်သွဲပြီးမှကြည်နေတယ်လဲဆိုတဲ့အခါမှာအာဗြဟံရဲ့တာအီဇက်เนาะအဲ့ဒါဣဇက်အတွက်တတို့သမီးကိုเนาะရှာပုံတော်ကိုအခုဒီနေညစားနေကြတယ်တကယ်တမ်းကျတော့ဒီမှာတားဆိုတာတကယ်တမ်းကျတော့ဘုဒုကိုဆိုလိုတယ်လေလို့ပြောတဲ့အခါမှာခရစ်တော်ကိုပြောခြင်းလည်းဖြစ်တယ်အာမင်เนาะဒါကြောင့် တတို့သမီးဖြစ်တဲ့ယုံကြည်သူကျွန်တော်တို့တွေเนาะကျွန်တော်တို့ဟာတဲ့ယေရှုကိုယုံကြည်လက်ခံတော်သူဟာတဲ့ကောင်းကြီးခံရတော်ရှေမအမျိုးအနွယ်ဝင်အာဗြာဟံဤဝိညာဉ်သားသမီးဖြစ်လာတယ်ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါကျတော့အာဗြာဟံရဲ့ဝိညာဉ်သားသမီးတွေဖြစ်တယ် ီကိစ္စအแทမှာအရေးကြီးတဲ့အရာဘာလဲလို့ပြောတဲ့အခါမှာယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့အခါကျွန်တော်တို့ကဘုသူ့ရဲ့အမျိုးအနွယ်အแทမှာဝင်သွားလဲဆိုကောင်းကြီးခံစားရတဲ့အာဗြဟံရဲ့ဝိညာဉ်သားသမီးတွေဒါကြောင့်တခင်ယေရှုကယင်ဝကိုဖွင့်တဲ့အခါကျတော့ဘုသူထွက်လာလဲဆိုတဲ့အခါကျတော့ ယုံကြည်သူတွေအတင်တော်တွေကထက်လာဒါကြောင့်မို့တတို့သမီးဆိုတာကဘုဒ္ဓအထဲကနေလဲဆိုရင်တတို့တာအထဲကနေထွက်လာတော့တစုံတရာဖြစ်တယ်ကျွန်တော်တို့ကတတို့တာကနေထွက်လာတဲ့တတို့သမီးမဟုတ်ဘူးဆိုရင်တတို့တာလည်းလက်ထက်မှာပေါ့လက်ထက်မှာပေါ့ဒါကြောင့်တတို့သမီးဆိုတာကတတို့ ตาကနေထွက်လာတဲ့တစုံတစ်ခုတစုံတရာဖြစ်တယ်အာမင်ဒါကိုလွန်ခဲ့တဲ့ရက်တွေမှာကျွန်တော်စာခဲ့တယ်အေဝါဆိုတာကအာဒံယင်ဝဖွင့်ခံရတဲ့အခါကျတော့အေဝါထွက်လာဒါကြောင့်အေဝါတို့သမီးကအာဒံရဲ့တစုံတစ်ခုတော့တစုံတရာကနေထွက်လာဘယ်ကနေလဲဆိုတဲ့အခါယင်ဝဖွင့်လိုက်တဲ့အခါကျတော့နံယိုးနဲ့စစ်ဆက်စီပြီးတဲ့အခါကျတော့တို့သမီးဖြစ်လာ အခုကျွန်တော်တို့လည်းထုံဒီ၎င်းဖြစ်တယ်။ဒါကြောင့်မို့တဲ့ဝိညာဉ်တော်ခေါ်ဆောင်ရတတို့သားထံတဲ့မလိုက်လို့တော့မိမဖြစ်လင်တတို့တမီဖြစ်ခွင့်မရှိတော့ချေတဲ့ဒီထဲမှာပြောတဲ့တတို့တမီဆိုတာကလက်ထပ်ဖို့ရန်အတွက်နော်လက်ထပ်ဖို့ရန်အတွက်ပြောတာယေရှုကိုယုံကြည်တဲ့အလုံးကတတို့တမီဖြစ်သွားပြီ။ ။ထပ်ပြောပါမယ်ဒီစကလုံး။ယေရှုခရစ်တော်ကိုယုံကြည်တဲ့သာသမီတယောက်ချင်းစီတိုင်းကဘာဖြစ်သွားပြီလဲ။တတို့သမီဖြစ်သွားပြီ။ဒါပေမဲ့အဲ့ဒီစကလုံးလေးတစ်ချက်နားထောင်ဖို့လိုအပ်တယ်။ဒါပေမဲ့လက်ထပ်ဖို့အခွင့်အရေးကဖယားကယုံကြည်သူတိုင်းကိုပေးတယ်။ထပ်ပြောပါမယ်ဒီစကလုံးအရေးကြီးတယ်။ ယုံကြည်သူတိုင်းကတတို့သမီးဖြစ်တယ်။ယုံကြည်သူတိုင်းကတတို့သားကိုလက်ထက်ခွင့်ရှိတော့တတို့သမီးတွေဖြစ်တယ်။ဒါပေမဲ့တတို့သမီးတိုင်းကိုတတို့သားခရစ်တော်လက်မထပ်ဘူး။ဒီနေ့ဘာစာရလဲဆိုလက်မထပ်တဲ့အချက်တစ်ချက်ကဒီမှာဘာတွေ့ရလဲဆိုရင်ဝိညာဉ်တော်ခေါ်ဆောင်ရတဲ့တတို့တာထံတို့မလိုက်လို့တော့မိမဖြစ်နေ တတော်သားထံမှာမလိုက်ခြင်းဘူးဆိုရင်အဲအဲ့ဒါမင်္ဂလာဆောင်ပွဲလက်ထပ်ပွဲနဲ့လွတ်ပြီတတော်သမီးတွေနော်ဒီနေ့ပထမဦးဆုံးအချက်ကတတော်သားထံမှာမလိုက်လို့ဘူးဆိုရင်တတော်သမီးဖြစ်ခွင့်မရှိတော့ဘူးအတိတ်ပဲပါလဲဆိုရင်လက်ထက်ခွင့်လွဲချော်သွားပြီ။ဘာကြောင့်မို့လဲဆိုတဲ့အခါမှာ လက်ထမဲ့အချိန်နိုင်ကဘယ်အချိန်လဲလို့ပြောတဲ့အခါမှာမိလီနီကာလဖြစ်တဲ့နှစ်တထောင်ဖြစ်တယ်နော်နှစ်တထောင်အဲ့ဒီနှစ်တထောင်ကာလကတတို့သားကတတို့သမီးကိုလက်ထမဲ့ဖရာရဲ့မျက်စိမှာနှစ်တထောင်ကတဲ့တရက်ဖြစ်တယ်အဲ့ဒီတရက်က တတို့သားနဲ့တတို့တမီမွေ့လျော်ဝမ်းမြောက်မဲ့အချိန်ကာလဖြစ်တယ်။ဒါကြောင့်မို့ပထမဦးဆုံးတတို့သားရဲ့ခေါ်ဆောင်ခြင်းကိုကျွန်တော်တို့တတို့တမီဖြစ်တဲ့ကျွန်တော်တို့ကဘာလို့ရလဲဆိုရင်ကျွန်တော်တို့ကဝန်ခံရတယ်။လိုက်ချင်တယ်။နော်ဒီနေ့ဘဏ္ဍာဆိုးကမေးတယ်။မင်းလိုက်မလားဆိုရင်လိုက်မယ်။နော်မတုံဆိုင်နေဘူး ငါဟိုလှုပ်ရှားရှိတဲ့ဟိုတငယ်ချင်းတွေကိုနှုတ်ဆက်ရအောင်မပြောချက်ချင်းပဲလိုက်မယ်တဲ့ငါတို့တားရှိရနောက်လိုက်မယ်တဲ့သိကောင်းတယ်ဒီနေ့တို့သမီးတွေအရာရေးကြည့်တယ်တို့သားရဲ့ခေါ်ဆောင်ရာကိုတုံဆိုင်တော့သူမဖြစ်ဘူးလို့အပ်တယ်လိုက်မယ်တဲ့ရပက်ခါကဒါကြောင့်ပထမတစ်ချက်အဲ့ဒါအရာရေးကြည့်တယ်ဒီနေ့ကျွန်တော်တို့တွေကလေအခု ယုံကြည်သူတွေရဲ့အတ္တဓာတ်မှာဘယ်အရာကကျွန်တော်တို့ကိုစီးသားနေလဲဆိုတဲ့အခါမှာအခုလောကအရာတွေကလေအိုးကျွန်တော်တို့ရဲ့တွေးသားနဲ့ပတ်သက်ပြီးမှပျော်စရာလဲကောင်းတယ်အိုးလောကနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကလေဟာပျော်မနေနဲ့ကျွန်တော်တို့ဘာဖြစ်လဲစတဲ့မနက်ကလေပါပါလီနဲ့ကျွန်တော်တို့ဆွဲတာဆွဲတဲ့အခါကျတော့လောကနောက်လဲပါသွားတယ်သွေးသားနောက်လဲပါသွားတယ် ရပါတယ်သူတို့တားခေါ်တာရပါတယ်လာမယ်လို့ပြောတာနှစ်နှစ်ထောက်တော့ကြာနေပြီခုချိန်ကြီးပေါ်မလာသေးတာအဲနော်ပြောတတ်တယ်ကျွန်တော်တို့ရဲ့အတ္တဒီနေ့ဂျီတိုမီတာဆိုပထမအချက်ကသူတို့တားခေါ်ဆောင်ရာကိုသူတို့သမီးကလိုက်မယ်ဆိုပြီးမှစိတ်နှလုံးမှာဒုံဒုံချပြီးမှ ကျွန်တော်တို့သူတို့တားခေါ်ဆောင်ရာကို လိုက်တော်သူဖြစ်ဖို့လိုအပ်တယ်အာမင်နော်အဲ့ဒါကြေကောင်းပြီအခု နောက်တစ်ချက်ကဒီနေ့တတို့သမီးထံခยีနေခြင်းเนาะခยีနေတယ်လို့ပြောတဲ့အခါမှာဘ누구ကခยีနေတာလဲလို့ပြောတဲ့အခါမှာဘန္တာဆိုးကခยีနေတယ်အဲ့ဒီဘန္တာဆိုးကဘ누구ကိုပုံဆောင်တယ်လဲဆိုရင်တန့်ရှင်သောဝိညာဉ်တော်ကိုပုံဆောင်ခြင်းဖြစ်တယ်တန့်ရှင်သောဝိညာဉ်တော်ကဘာလုပ်တာလဲ တဒုသမီးထံရောက်လာဖို့ရန်အတွက်ဒီနေ့ကြံပိုက်ပေးထားတာနခုတအားကောင်းတဲ့ယောဟန်14:26 16, နဲ့ယောဟန်16:14 15ကျွန်တော်တပိုက်ကိုပဲဖတ်ချင်တယ်ယောဟန်16ပဲဖတ်မယ်နော်73လောက်ကနေစဖတ်လိုက်တိတ်ကျွန်တော်တို့အတွက်တိတ်ကောင်းလို့ဖြစ်ပါတယ်73ကနေစဖတ်တဲ့ကဘာပြောလဲဆိုတမာတရားနဲ့ပြည့်စုံတော့ထိုဝိညာဉ်တော်ဟာတဲ့ရောက်လာတော့ခါတမာတရားကိုတဲ့သင်တို့အားအကျွေးမဲ့ သွန်သင်ပြတတ်မယ်တဲ့ထိုဝိညာဉ်တော်ဒီကိုအလိုအလျောက်ဟောပြောမိမဟုတ်တိတ်ကောင်းတဲ့ဝိညာဉ်တော်ကတဲ့သူဖဏိသူပြောကျင်တာပြောမှာမဟုတ်ဘူးတဲ့ကိုအလိုအလျောက်ဟောပြောမိမဟုတ်ဒါကြောင့်မို့ခုနပြောတဲ့ဗန္တာဆိုးကတတို့သမီးကိုသွားရှာတဲ့အခါမှာရပက်ခါကိုတွေးတဲ့အခါမှာသူ့အကြောင်းမှမပြောတာခမီးတော်အကြောင်းနဲ့တတို့သားအကြောင်းကိုပဲပြောတာဒါလွန်ခဲ့တဲ့ညမှာကျွန်တော်စားခဲ့တဲ့ဥစ္စာ သူ့ကြောင့်မပြောဒါကြောင့်ဒီတဲမှာဘာပြောလဲဝိညာဉ်တော်ရောက်လာတဲ့အခါမှာတမာတရားကိုသင်တို့ကိုအကျွေးမဲ့တွင်တင်မယ်တဲ့ထိုဝိညာဉ်တော်ဒီကိုအလိုအလျောက်ဟောပြောမိမဟုတ်တဲ့ဒီမှာတော့ကိုအလိုလျောက်ဟောပြောမိမဟုတ်တဲ့ကြားသမျှကိုဟောပြောမယ်တဲ့နောင်လာလက်တန့်တော့အရာတို့ကိုလည်းဖော်ပြလိမ့်မယ်ဆက်လေးကိုထပ်ဖတ်မယ် ထို့သူဒီတဲ့ငါဘုံကိုထင်ရှားစေမယ်တဲ့အကြောင်းမူကားတဲ့ငါနဲ့ဆက်ဆိုင်တော့အရာကိုယူ၍တင်တော့အဖို့ပြဒီမှာထပ်ပြောပြန်သေးတယ်ဘာဖြစ်လဲငါနဲ့ဆက်ဆိုင်တဲ့အရာကိုယူပြီးမှတဲ့တင်တော့ကိုဖို့ပြမယ်အခုတန်ရှင်တော်ဝိညာဉ်တော်ကတတော်သားဘလို့ကြိုက်တယ်ဆိုတာကိုကျွန်တော်တို့ကိုဖို့ပြပေးနေတဲ့အခြေ ဖွင့်ပြပေးနေတဲ့အခြေ ဒါကြောင့်မို့တဲ့သူကဘာထပ်ပြောသေးလဲဆိုရင်ခမီးတော်နဲ့တဲ့ဆက်ဆိုင်တမရဒီတဲ့ငာနဲ့ဆက်ဆိုင်တယ်တဲ့ထို့ကြောင့်ငာနဲ့ဆက်ဆိုင်တော့အရာကိုယူရွေးတဲ့တင်တော့အဖို့ပြလိမ့်မယ်အခုတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ရဲ့တတ္တမဖွင့်ပြနေတယ်တတို့တမ်းမကြိုက်တဲ့ဥစ္စာကိုကျွန်တော်တို့အတွင်းဝိညာဉ်ထဲမှာစကားပြောတယ်မတ္တာမင်းရဲ့အတ္တအထဲမှာ မင်းရဲ့အသက်ရှင်ခြင်းပုံစံမမှန်ဘူးနော်ဝိညာဉ်တော်ကကျွန်တော်ကိုစကားပြောရင်ကျွန်တော်ဘာလုပ်ဖို့အတွက်လဲကျွန်တော်ဝန်ခံဖို့အတွက်ဖြစ်တယ်ဝိညာဉ်တော်ဖျားကျွန်တော်ကိုစကားပြောရင်အဲ့ဒီပြောတဲ့စကားကိုကျွန်တော်လက်ခံဖို့အတွက်ဖြစ်တယ်တခါတည်းကြရင်ဝိညာဉ်တော်ကတတို့သားရဲ့နော်တတို့သားကြိုက်တဲ့အရာကိုကျွန်တော်အထဲမှာလာပြောတယ် ကျွန်တော်ရဲ့အတ္တအထဲမှာကျွန်တော်ရဲ့စိတ်ဓာတ်ကလေဘာဖြစ်နေလဲဆိုတဲ့အခါမှာတတို့သားမကြိုက်တဲ့စိတ်ဓာတ်တွေနဲ့ဖြစ်တဲ့အခါမှာကျွန်တော်ရဲ့အတ္တကိုပေါ်ထုတ်ပေးတယ်ကျွန်တော်ရဲ့အတ္တကိုပေါ်ထုတ်ပေးတယ်ပေါ်ထုတ်တဲ့အခါမှာကျွန်တော်ကဝမခံခြင်းဘူးကျွန်တော်ကနားမထောင်ခြင်းဘူးဆိုရင်ဘ누구ရှုံးလဲဆိုရင်ကျွန်တော်ပဲရှုံးတာဒါကြောင့်အခုကျွန်တော်တို့တွေက ဖယားကကျွန်တော်တို့ကိုအခုလာပြီးမှเนาะခုနပြောတဲ့ဘန္ဒာဆိုးကခยีနေလာတဲ့အခါမှာတတို့သမီးတတို့သမီးထံရောက်လာအခုကျွန်တော်တို့ကတတို့သမီးဘန္ဒာဆိုးဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကရောက်လာပြီးမှကျွန်တော်တို့ကိုမလုပ်ပြီးလဲဆိုကျွန်တော်တို့ကိုပေါ်ထုတ်တဲ့အရာတွေရှိတယ်ကျွန်တော်တို့ရဲ့အတ္တနဲ့ပတ်သက်တဲ့ဥစ္စာ ကျွန်တော်တို့ရဲ့သွေးသားနဲ့ပတ်သက်တဲ့ဥစ္စာ ကျွန်တော်တို့ရဲ့ဇာတိအရာနဲ့ပတ်သက်တဲ့ဥစ္စာအဲ့ဒါတူတာမချိုက်ဘူးနော်လို့ပြောရင်ကျွန်တော်တို့ဘာလုပ်ဖို့အတွက်ပဲလဲဝန်ခံဖို့အတွက်ဝန်ချဖို့အတွက်တောင်းပန်ဖို့အတွက်ဖြစ်တယ်ဒီနေ့မနေ့ကျွန်တော်တို့စာသုံးတဲ့နှုတ်ကပတ်တော်အထဲမှာဆိုပါတွေ့ရလဲဆိုတဲ့ခါမှာကျွန်တော်တို့ရဲ့နှလုံးသားကတဲ့ဖွင့်ထားဖို့လိုအပ်တယ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ပေါ်ပြတဲ့အခါမှာတဲ့ကျွန်တော်တို့ဟာတဲ့ ဝင်ချတော့မှန်ဖို့လိုအပ်တယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ထုတ်ဖို့ခြင်းခံရတဲ့အခါမှာတဲ့မိဤမတာတော့ဖြစ်မှာပဲတဲ့မိဤမတာဖြစ်မှာပဲတဲ့ဒါပေမဲ့မိဤမတာဖြစ်ရင်လေကျွန်တော်တို့ကဝင်ချတော့မှန်ဖို့လိုအပ်တယ်ဘာကြောင့်မို့လဲတန်ရှင်တော်ဝိညာဉ်တော်ကတတို့သားအကြောင်းကိုလာပြီးမှကျွန်တော်တို့ကိုဖော်ပြတာလေခုနဖတ်ခဲ့ပြီတတို့သားဘာကြိုက်တယ်ဘာနစ်သက်တယ်ဆိုတာကို တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာ လာပြီးမှကျွန်တော်တို့အထဲမှာလာရောက်ပြီးမှလှုပ်ဆောင်ပေးနေတာဒါကြောင့်မို့ဒီထဲမှာဗာတွေ့ရလဲဆိုတဲ့ခါကျရင်အဖဖျားကတဲ့တားတော်အတွက်တတို့သမီးကိုပြင်ဆင်ပေးရင်เนาะတတို့သမီးကိုပြင်ဆင်တယ်ဘုရုအတွက်လဲတားအတွက်တဲ့အထံတော်တို့ခေါ်ဆောင်ရန်တဲ့ ကောင်းကင်ဘုံမှတန်ရှင်သောဝိညာဉ်တော်ကို လောကသို့ဆီလွတ်လိုက်တယ်အခုဒီလောကထဲမှာဆီလွတ်လိုက်တယ်ဘဒုအတွက်လဲတတုတာအတွက်တဲ့ဘဒုကိုပြင်ဆင်ဖို့လဲတတုသမီးဖြစ်တဲ့ကျွန်တော်တို့ကိုပြင်ဆင်ဖို့အတွက်တဲ့အာမင်တချို့ပြင်ဆင်တယ်လို့ပြောတဲ့အခါမှာဘာကိုပြောတာလဲကျွန်တော်တို့ရဲ့နှလုံးသားနော် မြင်ရတဲ့အရာတွေနဲ့ကျွန်တော်တို့ကိုပြောတာဟာမမြင်ရတဲ့ဝိညာဉ်ကိုကျွန်တော်တို့ကိုတွင်တင်တာဖြစ်တယ်။ခုနပြောပြီးယေရှုကိုယုံကြည်တဲ့အခါဝိညာဉ်ထဲမှာဖခင်ရဲ့အသက်ကိုရသွားတယ်။ဖခင်ရဲ့အမျိုးဖြစ်သွားတယ်။အာဗြဟံရဲ့သားသမီးဖြစ်သွားပြီ။လက်ထခွင့်ရှိတဲ့သားသမီးတွေဖြစ်သွားပြီ။ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာမှာပြင်ဆင်ဖို့ရန်အတွက်ဗာကြံခဲ့သေးတယ်။ အလပြင်းနေတယ်လို့ပြောတဲ့အခါမှာဘာအလကိုပြောတာလဲမြင်ရတဲ့ဒီသွေးသားအလကိုပြောတာမှမဟုတ်တာအတွင်းဖယားရဲ့အတက်တဘောမနောကိုပြောနေတာအဲ့ဒီဖယားရဲ့အတက်တဘောမနောထဲမှာလှပဖို့အတွက်ကျွန်တော်တို့လူရဲ့တဘောမနောက အာတာရှိတယ်ဇာတိနဲ့ပြည်တယ်မာမာနရှိတယ်ပြောမနေနဲ့မွေးလာကြတဲ့ကအဲ့ဒီအကြီးတန်တဲ့နော်ဖယားရှိမောက်မှာ လုံးဝနှစ်သက်ဖွယ်မကောင်းတဲ့အရာနဲ့ပြည်နေတဲ့ကျွန်တော်တို့ရဲ့အကျင့်စာရိတ်တက်ကို အခုပါလုံနေလေလှပပေါ်အတ္တတာဖြစ်ဖို့တကြောင်ကျွန်တော်တို့ကိုဘာလုပ်ပြီးနေလဲဆိုရင်တတို့သားကြိုက်တဲ့လှပတဲ့အတ္တတာဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာမှာတန်ရှင်တော်ဝိညာဉ်တော်ကအခုကျွန်တော်တို့ကိုလာပြီးမှ စကားပြောနေတဲ့အချိန်ဖွင့်ပြနေတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပေါ်ထုတ်ခြင်းခံရတဲ့အခါမှာကျွန်တော်တို့ဘာလုပ်ဖို့အတွက်လဲ yes lord ဝန်ခံပြီးမှကျွန်တော်ရဲ့နှလုံးသားထဲမှာအချီးတက်နေတဲ့ဥစ္စာတွေကိုကျွန်တော်တို့ကဝန်ချစွန့်ပစ်ဖို့အတွက်လိုအပ်တယ်။ဒါလိုအပ်တယ်နော်ယုံကြည်သူတွေ။တမမဟုတ်ကြည့်ကျွန်တော်တို့အထဲမှာဘလို့လှပလာမလဲအတွင်းတဘောမနော်။ဖခင်ကလှပဖို့အတွက်လှုပ်ပေးနေတယ်ဆိုတာကျွန်တော်ရဲ့အတွင်းတဘောမနော်ကိုပြောခြင်းဖြစ်တယ်။အပြစ်မိုက်ဆိုင်ရာခြံခဲ့ရမယ့်ဥစ္စာတည့်ရကြ မြင်ရတဲ့အရာအဖြစ်ဖခါကမမြင်ရတဲ့ဝိညာဉ်နယ်ပယ်ကိုစကားပြောနေတာဖြစ်တယ်အာမင်ဒါကြောင့်တဲ့ဒီနေ့ကျွန်တော်တို့ရဲ့ခုနပြောသွားတဲ့ဒီစကလုံးနဲ့တအားကောင်းတယ်များစွာတော့ခရိယန်တို့ဒီတဲ့ခရစ်တော်ထံမရောက်သေးကြောင်းမိမိတို့အမားကိုမမြင်မချင်းဒီနေ့ကျွန်တော်တို့ကလေဖခါရဲ့အသက်ပေးရတဲ့ဘာမရသေးဘူးလဲဆိုတဲ့ခါကျခုနပြောပြီးပြီဖခါတကယ်ပြုတ်ပြင်ပြောင်းလဲဖေးဖို့အများကြီးကြံသေးတယ် အများကြီးကြံသေးတယ်ဖခင်ရဲ့လှပခြင်းနဲ့စုံလင်ခြင်းနဲ့တန်ရှင်းခြင်းနဲ့ဖြောင့်မတ်ခြင်းနဲ့ကျွန်တော်တို့အထဲမှာလှုပ်ပေးဖို့အများကြီးရှိသေးတယ်အဲ့ဒါမမြင်မခြင်းတယ်နော်ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာသခင်ဖခင်ကနောင်တရစီပြီးမှပြုတ်ပြင်ပြောင်းလဲပေးခြင်းကိုကျွန်တော်တို့ကခံယူခြင်းတဲ့နှလုံးသားစန္ဒရှိဖို့လိုအပ်တယ်အဲ့ဒီအခါကျမှ ဘာဖြစ်လာတယ်လဲဆိုတဲ့အခါမှာတခင်ရဲ့လှပပြီးခြင်းကိုခံယူလီလီခံယူလီတရက်ပြီးတရက်တခင်တန်ရှင်းတဲ့အတိုင်းကျွန်တော်တို့ကိုတန်ရှင်းလာစေတယ်တခင်ဖြောင့်မတ်တဲ့အတိုင်းကျွန်တော်ဖြောင့်မတ်လာတယ်တခင်ချစ်တတ်တဲ့အတိုင်းကျွန်တော်ချစ်လာတယ်တခင်ကောင်းတဲ့အတိုင်းကျွန်တော်တို့ကောင်းလာတာအဲ့ဒါပါလဲဆိုရင်တခင်စီမှာရှိတဲ့ပြေဝဆုံလင်ခြင်းတိုင်းကျွန်တော်တို့ရဲ့အသက်တာမှာပြေဝဆုံလင်လာတာဖြစ်တယ်အာမင် သခင်ယေရှုကိုရောကိုချစ်ပါဒါကြောင့်ဒီနေ့ကျွန်တော်တို့အတွက်အတို့တာထန်ခရီးနေခဲ့တဲ့တန်ရှင်တော်ဝိညာဉ်တော်ကို ပုံဆောင်တဲ့နော်ဗန္ဒာဆိုဗန္ဒာထိန်ဟာဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုအတို့တာကြိုက်တဲ့နော်ပြင်းစင်ပေးနေတဲ့အရာကိုကျွန်တော်တို့ကိုနေ့တိုင်းတွင်တင်ပေးနေတဲ့ လှပစေနေတယ်ဆိုတာကိုကျွန်တော်စာတုံးရတာလေးကိုစီစဉ်ပါတယ်လို့သခင်ယေရှုကိုရောကိုချစ်ပါ၏ကိုရောကိုချိန်တိုင်းလိုအပ်ပါ၏အာမင်